မင်္ဂလာပါရှင်မိုက်ခရတိုင်းမှာကြိုဆိုလိုက်ပါရယ်ချင်းမိုင်မှာရှိတဲ့တရုတ်စားတောက်ဆိုင်မှာ မြန်မာအလုတ္တမားခုနှစ်ဦးကိုဖမ်းဆီးမိတဲ့ဆိုတဲ့သတင်းအပဝင်ဒီကနေ့အတွက်ရရှိထားတဲ့ပြည်တွင်းပြည်ပရွှေပြောင်းလုတ္တားတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုစတင်တင်ဆက်ပေးပါမယ်။ပထမဆုံးအနေနဲ့ထိုင်းဘက်ကိုခိုလုံတဲ့မြန်မာဆစ်ဆောင်များနေရက်ပြန်သွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခရင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့လို့ဧပြီလ19ရက်နေ့ကမြစ်ကူးပြီးထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ပေးဆောင်တရကျော်ဟာဧပြီလ20ရက်နေ့မှာစတင်ကနေရက်ပြန်ကြပြီးဖြစ်ကြောင်းထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်ခရိုင်လုံခြုံရေးရှင်တစ်ကနေပြီးတော့သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကရင်ပြည်နယ်မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မှစစ်ကောင်စီတပ်စခန်းတစ်ခုကိုဧပြီလ19ရက်နေ့ကသိမ်းယူခဲ့တာပါစခန်းသိမ်းယူနေတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေလေးချောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံရွာသား200ကျော်ထိုင်းပတ်ချံကိုထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့အခြေအနေတွေပြန်လည်တည်ငြိမ်လာပြီးဖြစ်တာကြောင့်မြန်မာနိုင်ငံမှာထွက်ပြေးတဲ့သူတွေဟာပြန်လည်ဝင်ရောက်သွားကြပြီးဆိုပြီးထိုင်းသတင်းတွေကလည်းဖော်ပြထားပါတယ်ထိုင်းအာဏာပိုင်တွေဟာဧပြီလ20ရက်နေ့မှာစစ်ရှောင်း118ဦးကိုပြန်လည်ပို့ဆောင်ခဲ့ပြီး တခရိုင်မေရမတ်ခရိုင်ခဏီချဲရွာမှာရှိတဲ့ဝေပလာခွန်ဖုံကြီးကျောင်းမှာရှိတဲ့ယာယီဘေးကင်းဆုံမှာနေရစွန့်ခွာသူ130ဦးကျန်ရှိနေသေးကြောင်းလည်းပြောပါတယ်။ထိုင်းလူယုံရေးယူနစ်ရဲ့ဧပြီလ20ရက်နေ့သတင်းထုတ်ပြန်ချက်အရ KNL ဟာမြန်မာစစ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်နဲ့ကြီးစံအမြောက်များကိုသိမ်းဆည်းမိခဲ့တယ်လို့လည်းဆိုပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းမိုင်မှာရှိတဲ့တရုတ်စားသောက်ဆိုင်မှာမြမအလုတ်သမား9ဦးကိုဖမ်းဆီးမိခဲ့တဲ့တဲ့ကိုတိဆက်ပေးပါမယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့နယ်မှာရှိတဲ့တရုတ်စားသောက်ဆိုင်မှာတရားမဝင်အလုပ်လုပ်ကိုင်နေတဲ့မြမအလုတ်သမား9ဦးကိုဧပြီလ18ရက်နေ့ညကဖမ်းဆီးခဲ့ကြောင်းချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။ဒီအလုတ်သမား9ဦးကိုဖမ်းဆီးမိခဲ့ပြီးစားသောက်ဆိုင်ရဲ့တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေကိုလည်းဆက်လက်စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီဆိုင်ဟာထိုင်းနိုင်ငံသားများကိုတထေးအမိခံကအသုံးပြုခြင်းရှိမရှိကိုတပါတဲ့ဆက်လက်စစ်ဆေးမယ်ဆိုပြီးတော့လည်းသတင်းရ ရှိပါတယ်။အိဆိုင်ဟာတရုတ်ခရီးသွားများကိုတာဦးစားပေးဝန်ဆောင်မှုပေးတဲ့ဆိုင်ဖြစ်ပြီးတရားမဝင်နိုင်ငံသားအလုပ်သမားများအသုံးပြုနေတဲ့ဆိုတဲ့သတင်းရရှိတဲ့အတွက်စစ်ဆေးခဲ့ကြတာလို့လည်းသိရပါတယ်။ဒီလိုစစ်ဆေးရမှာမြန်မာနိုင်ငံသားအလုပ်သမား9ဦးကိုတွေ့ရှိခဲ့ရပြီးအလုပ်လုပ်ခွင့်လိုင်စင်တွေဟာတရားဝင်မဟုတ်ကြောင်းဆိုင်လိုင်စင်နဲ့အခြားလိုင်စင်များကိုထိုင်းနိုင်ငံသားအမည်နဲ့ရှောက်ထားပေမဲ့ငွေပေးချေတဲ့အခါမှာတော့ကျူအာကုတ်မှာတရုတ်နိုင်ငံသားအမည်နဲ့ငွေလက်ခံရရှိနေတာကိုတွေ့ရကြောင်းချင်းမှန်ခရီးသွားရဲတပ်ဖွဲ့ကနေပြောကြားပါတယ်။ တရုတ်စားတောက်ဆိုင်မှာတန်နေရရှိသူများအားလုံးကိုချင်းမိုက်မြို့ရဲစခန်းကိုပို့ဆောင်ကဥပဒေအရအရေးယူခဲ့ပြီးဒီဆိုင်ရဲ့နောက်ွယ်မှာထိုင်းနိုင်ငံသားတွေနဲ့တရုတ်နိုင်ငံသားတွေကိုနောက်ထပ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့လည်းသတင်းရရှိပါတယ်ရှင်။ ချင်းမိုင်ကစီကွန်းပံမှာငွေလူယူပြီးထွက်ပြေးသွားတဲ့သူကိုရဲတွေမှအပူတွင်းရှာဖွေနေတဲ့တရင်ကိုဆက်လက်တက်ဆက်ပေးပါမယ်ထိုင်းနိုင်ငံချင်းမိုင်မြို့နော်ဖရာတစ်ကစီကွန်းပံခွဲကနေငွေလူယူပြီးထွက်ပြေးသွားတဲ့သူကိုချင်းမိုင်ရဲတပ်ဖွဲ့မှအပူတပြင်းရှာဖွေနေကြောင်းချင်းမိုင်မြို့ရဲ့ဧပြီလ20ရက်နေ့သတင်းမှာဖော်ပြထားပါတယ်ချင်းမိုင်ဝန်တို့၏သတင်းဌာနဖော်ပြချက်အရဧပြီလ20ရက်နေ့နေ့လယ်12နာရီကမှအမျိုးသားတအူးဟာဘန်အတွင်းကိုဝင်ရောက်ပြီးဓာတ်နဲ့ချင်းချောက်ကဘန်ဝင်နှန်းထံကနေငွေချက် ဘတ်၄000ခန်းကိုလူယူခဲ့တာလို့ဆိုပါတယ်။အဲဒီနောက်သူဟာဘန်ကနေထွက်ပြေးသွားပြီးလမ်းဖြတ်ကူးကလမ်းကြားအတွင်းကိုဝင်သွားကြောင်းနဲ့သူရဲ့နောက်မှာကားနီငါစီးကဆက်ကမတေတာကိုထွက်ခွာသွားခဲ့လို့ဆိုပါတယ်။ချင်းမရဲတပ်ဖွဲ့ရဲ့အဆိုအရတရခန်ဟာခန္ဓာကိုယ်သိမ်းခဲ့တဲ့အမျိုးသားဖြစ်ပြီးတော့အနောက်ရောင်လက်ရှိအင်ကြီး အနောက်ရောက်ပေါင်းမိရှင်နဲ့မျက်နှာပုံးတက်ဆင်ထားရလို့ဆိုပါရဲသူဟာဗန်ထဲကိုတဦးတည်းဝင်လာပြီးဓာတ်တုံနဲ့အမျိုးသမီးဝန်ထမ်းကိုချင်းချောက်ခဲ့လို့ဝန်ထမ်းဟာကြောက်လန့်ပြီးဗတ်လေးတောင်းကန့်ပါဝင်တဲ့အညိုရောက်စာအိတ်ကိုတရခန့်ကိုပေးရခဲ့ကြောင်းနဲ့တရခန့်ဟာငွေရရှိရာနဲ့ဗန်ထဲကနေအမြန်ထွက်ပြေးပြီးသွားခဲ့တယ်လို့ဆိုပါရဲဒီဖြစ်ရတစ်ခုလုံးဟာအချိန်၅မိနစ်ခန့်ကြာတယ်လို့ဆိုပါရဲရဲရရှိရာတရခန့်ရဲ့ထွက်ပြေးမှုလမ်းကြောင်းကိုဖော်ထုတ်ရရှိပြီးတပ်တွေအထောက်အထားတွေကိုစစ်ဆေးနေကြောင်းချင်းမိုင်ဝရီတင်းထဏာကနေဖော်ပြထားပါရဲရှင် ဒီနောက်ဆုံးသတင်းအနေနဲ့မလေးရှားမှာမြန်မာအပါအဝင်နိုင်ငံသားသား900ကျော်ဖမ်းဆီးခံလိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မေရန်အင်ဘီမှာရှိတဲ့စီးပွားရေး area တစ်ခုမှာစစ်ဆေးရေးပြုလုပ်ပြီးတဲ့နောက်မြန်မာအပါအဝင်နိုင်ငံသား906ဦးကိုလူဝင်မှုကြီးကြပ်ရေးချိုးဖောက်မှုဥပဒေနဲ့ န်စီခဲ့ရဆိုပြီးမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန GMI ကနေထုတ်ပြန်ထားပါတယ်ဧပြီလ18ရက်နေ့ညမှာစစ်ဆေးရေးပြုလုပ်ကဖန်စီနိုင်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံသား46ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား165ဦးနီပေါ်နိုင်ငံသား42ဦးအင်ဒိုနီးရှားနိုင်ငံသား109ဦးအိန္ဒိယနိုင်ငံသား25ဦးနဲ့သီရိလင်္ကာနိုင်ငံသား19ဦးတို့ပါဝင်ခဲ့တယ်လို့သိရပါတယ်ဒီစစ်ဆေးရေးအတွင်းလူပေါင်း865ဦးစစ်ဆေးခဲ့ပြီးဒီထဲကမှနိုင်ငံသား949ဦးနဲ့ပြည်တွင်းနေထိုင်တဲ့သူ146ဦးတို့ပါဝင်တယ်ဆိုပြီးသိရပါတယ်စစ်ဆေးခဲ့တဲ့ ဲ့သူတွေတဲ့နိုင်ငံသား906ကိုလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့တန်ရရှိတာကြောင့်ဖမ်းဆီးခဲ့တယ်လို့သိရပြီးအသက်25နှစ်မှ65နှစ်ကြားဖြစ်တယ်လို့လည်းသိရပါတယ်။ဝင်ရောက်ဆက်စည်းတဲ့အချိန်အချို့နိုင်ငံသားတွေဟာအခန်းတွေအိမ်သားတွေတုံလောင်ခန်းတွေနဲ့အခြားနေရာတွေမှာပုံအောင်ကထွက်ပြေးရန်စ조사ခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။ချိုးဖောက်မှုတွေမှာကိုယ်ရေးထောက်ထားမရှိခြင်း၊ဗီဇာစီးကမ်းချိုးဖောက်ခြင်း ခွင့်ပြုကာလတပ်ပေါ်နေထိုင်ခြင်းအတိမတ်မပြုတဲ့ကပ်ပြားကန့်ဆောင်ထားခြင်းနဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်မှုများပါဝင်ကြောင်း GMI ကနေသတင်းထုတ်ပြန်ထားပါတယ်မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန GMI နဲ့စရင်အရာဒီနှစ်ဇန်နဝါရီလမှ April 16ရက်နေ့အထိဥပဒေစိုးမိုးရေးလုပ်ငန်းလုပ်ကင်စဉ်လူပုတ်ကို9338ဦးကိုစစ်ဆေးနိုင်ခဲ့ပြီးတရားမဝင်ရွှေ့ပြောင်းလုပ်သားများ PDI ကိုခန့်အပ်တဲ့အလို့ရှင်ပေါင်း 419ဦးကိုဖမ်းဆီးခဲ့တယ်လို့လည်းဆိုပါရယ်ဒီကာလအတွင်းမှာတရားမဝင်ရွှေပြောင်းလှုပ်တာ2266ဦးကိုဖမ်းဆီးခဲ့ပြီးဒီထက်က13000ကျော်ကိုလူဝင်မှုကြီးကြပ်ရေးဌာနမှတိုက်ရိုက်ဖမ်းဆီးခဲ့တာဖြစ်ပြီးကျန်းတဲ့8000ကျော်ကတော့အခြားအေဂျင်စီတွေကိုလွှဲပြောင်းပေးခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်ဒီကနေ့တော့ရရှိထားတဲ့မိုက်ခရိုသတင်းတွေကတော့ဒီလောက်ပါပဲရှင်ကျေးဇူးအပြည့်မှုကျေးဇူးအထူးပဲတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့လေးပါရှင်